ဘုန်းကြီးတို့တွေကာယကံမှုဝစီကံမှုမနောကံမှုဆိုဒီသုံးခုနဲ့ပတ်သက်ပြီးတော့တမ္မာပฏิပတိဆိုတာပြောရမယ်ဆိုရင်သူများရဲ့ပစ္စည်းကိုကိုယ်ပစ္စည်းဖြစ်လို့မှုအဘိဓါဆိုတဲ့လောဘအတွေးမဖြစ်စေနဲ့ဒါနံပါတ်1တပည့်သားပျက်စီးသွားအောင်ကြံတွေးရတဲ့ဒေါသအတွေးမျိုးမတွေးမိစေနဲ့ ကံကံဤအကျိုးကိုမယုံကြည်တဲ့လက်မခံတဲ့အမြင်မျိုးမရှိစေနဲ့ဆိုရင်ဒါမှတ်ကန်တဲ့တန်ကြောင်ရှောက်နေပြီ။အေးသူများပစ္စည်းကိုကိုပစ္စည်းဖြစ်လို့မှုဆိုတာဘယ်တော့မှမတွေ့ဘူး။သူတပါပျက်စီးပါစေဆိုတဲ့ဒေါသနဲ့တွေးတဲ့အတွေ့ဘယ်တော့မှမတွေ့ဘူး။ကံကံဤအကျိုးညှင်းပယ်တဲ့အမြင်မျိုးဘယ်တော့မှမထားဘူးဆိုလို့ရှိရင်ဒါတမ္မာပฏิပတ်တိပဲ။နတ်ပြည်ရောက်ဖို့မှတ်ကန်တဲ့တန်ကြောင်ကိုရှောက်တာခေါ်တယ်။ ဒါကစိတ်แท้ကရှောက်တာနှုတ်နဲ့ကဲမှန်ကန်တဲ့လမ်းကြောင်းကိုရှောက်လှမ်းနေဆိုတာဘာပြောတာလိန်ပြောခြင်းမှရှောင်ခြင်းနဲ့မလိန်ဘူးမှန်တာပဲပြောတယ်ဂုံးမတိုက်ဘူးတယောက်နဲ့တယောက်တက်အောင်ပဲပြောတယ်ဆဲရည်တိုင်းထွာပြီးတော့ရိုင်းပြတဲ့စကားမျိုးကိုမပြောဘူးကျင်နာတဲ့ယဉ်ကျေးတိမ်မွေးတဲ့စကားမျိုးကိုပဲပြောတယ်အကျိုးမဲ့ အလဟတအချိန်ဖြုံးတဲ့တံမိုးမရှိတဲ့ဇာတ်မျိုးတွေပြောပြီးတော့အချိန်မဖြုံးဘူးတံမိုးရှိတဲ့ဇာတ်ကိုသာပြောမယ်ဆိုတာဒါမှန်ကန်တဲ့လမ်းကြောင်းလျှောက်တာနှုတ်နဲ့မှန်ကန်တဲ့လမ်းကြောင်းကိုလျှောက်တာကိုယ်ကာယနဲ့မှန်ကန်တဲ့လမ်းကြောင်းလျှောက်ဖို့ကြာတတဝရရဲ့အသက်ကိုတတ်ခြင်းမှလုံးဝရှောင်တယ်ဤသည့်တတဝရရဲ့အသက်ကိုမှမတတ်ဘူးလုံးဝရှောင် ူတစ်ပါးဥစ္စာဆိုလို့ရှိရင်မပေးတဲ့သူများပစ္စည်းကိုမတရားတဲ့ဤခဲဤနဲ့မှမယုံတာတဲ့ဤနဲ့ရယူဖို့ဘယ်တော့မှမကြိုးစားဘူးတမန်ကနဲ့လမ်းညောင်းလျှောက်တယ်သူတစ်ပါးတာမယားနဲ့ပတ်သက်ပြီးတော့လုံးဝပြစ်မှားမှုမပြုတ်ဘူးတမန်ကနဲ့လမ်းညောင်းလျှောက်တယ်ဟောပေါင်းလိုက်တော့ဒါ ေးပညာတော့ရပြီသူဆိုရ10ပါးလို့ခေါ်ပညာနဲ့မှမျက်မှောက်ပြုနိုင်တဲ့မတရားဖို့တရားနိဗ္ဗာန်ဆိုတာကိုရချင်တယ်နိဗ္ဗာန်ရောက်ချင်တယ်ဘယ်ဖို့ရချင်တယ်မလို့အောင်လဲသာသနာတော်ကြီးနဲ့ကြုံတွေ့တဲ့အချိန်မှာအ ਨੇ ဆုံးသောတပန်လေးဖြစ်ချင်တယ်နော်သောတပန်လေးဖြစ်ချင်တယ်တော်တော်ဗန်ဖြစ်ချင်တော့အာကြည့်လို့တချို့ကတော်တော်ဗန်လက်မှတ်ပေးတဲ့စီသွားပြီးတော့ဆာတီဖီကိတ်သွားယူချက် တကယ်သောတာပန်ဖြစ်သလားမဖြစ်ဘူးလားတော့စာထဲမှာတော့သောတာပန်လို့သတ်မှတ်လိုက်တာเนาะအဲ့သောတာပန်ဖြစ်ခြင်းနဲ့တရားဥတရားမြတ်ရခြင်းဘာလို့အောင်မလို့ဆိုအနုယောခောပစ္စဝိက္ခဏအနုယောဂဆိုမှန်ကန်တဲ့နိလန်းနဲ့ဂျူပန်အထုတ်ပါမှန်ကန်တဲ့နိလန်းနဲ့ဂျူပန်အထုတ်တယ်ဆိုတာမဂ္ဂင်၈ပါးခြင်းတရားကိုကျင့်တာ အမေကရှိပါအကျင့်တရားမဲ့အထုတ်တယ်ဆိုတဲ့ဝီရိယတစ်ခုကိုပဲပြောတရားထုတ်တယ်ဆိုတာမလုပ်တာကုစိတ်ထဲမှာအကုသိုလ်မဖြစ်အောင်ဆုတ်ပိတ်ဖို့ကြိုးစားတာဖြစ်လာတဲ့အကုသိုလ်ကိုဖယ်ရှားပစ်ဖို့ကြိုးစားတာမဖြစ်သေးတဲ့ကုသိုလ်တွေဖြစ်လာအောင်ကြိုးစားတာဖြစ်ပြီးသားကုသိုလ်တွေတိုးတက်လာအောင်ကြိုးစားအဲ့ဒီကြိုးစားမှု၄ရက်ကိုတမ္ပပရံတရား၄ပါးလို့ခေါ်တာ အဲ့ဒီသမ္မပဒံတရား၄ပါးကိုပဲမဂ္ဂင်၈ပါးမှာတမဝါယာမလို့ပြောတာ။ဟောအနုယောဂောလို့ဒီနေရာမှာမြတ်စွာဘုရားကဟောလိုက်တာ။ဂျိုးပန်းအထုပ်ပါ။နိဗ္ဗာန်ရခြင်းအထုပ်တယ်။သောတပန်ဖြစ်ခြင်းအထုပ်။အချောင်တော့မရနိုင်ဘူးတဲ့။ဒါပြောတာနော်။ဣစ္ဆဝခဏတဲ့။အတိညာနဲ့အလေးအနက်ဆင်ញင်စဉ်းစားမှုလိုအပ်တယ်။ကိုရတယ်ဆိုကိုကကိုတည်တယ် ူများကတောတပံလို့ပြောလိုက်လို့ကိုယ့်အကူဘာမသိညာမသိနဲ့เนาะအဲ့ဒါလို့သူများသူငါတောတပံလို့ပြောလိုက်တာပဲငါတကယ်များတောတပံဖြစ်နေပြီလားလို့ကိုယ့်အကူအဲ့ဒါလို့မဖြစ်သင့်ဘူးတဲ့ဒါကြောင့်မို့ပစ္စဝေခန္ဓာလေးနဲ့ဆင်ញင်စဉ်းစားတတ်ရမယ်လို့တင်လို့ပြောအဲ့တော့ကြိုးပမ်းအားထုတ်မယ်ဆိုလို့ရှိရင်ဓမ္မလို့ခေါ်တဲ့မေလေးပါခိုးလေးပါနိဗ္ဗာန်ဆိုတဲ့လောကုတ္တရာတရားတွေရရှိနိုင်ပါတယ် မချင်မဲနဲ့တော့မရဘူးလောကုတ္တရာတရားရချင်ရင်ချင်ရမှာကတမထာချင်းစဉ်ချင်းရမယ်တမထာချင်းစဉ်ကနေပြီးဝိပဿနာချင်းစဉ်ကိုချင်းရမယ်အဲတော့တမထာချင်းစဉ်မပါဘဲနဲ့ဝိပဿနာချင်းစဉ်ကနေတိုက်ရိုက်သွားလို့လည်းရတယ်အေးဝိပဿနာချင်းစဉ်အောင်မြင်ပြီဆိုမှမက်ဆိုတာပေါ်လာနိုင်တယ်မက်ပေါ်လာမှဖူဆိုတာပေါ်လာနိုင်တယ်မက်ဖူပေါ်လာမှနိဗ္ဗာန်ဆိုတာ ရင်သိလို့ရတယ်မျက်မှောက်ပြုလို့ရတယ်အဲ့တော့ကြောင့်မလို့မြတ်စွာဘုရားကအနုယောဂောပစ္စဝခဏဓမ္မနာအာဟာရောအနုယောဂောမှန်ကန်တဲ့နိလန်းနဲ့ကမ္မထအလုတ်ကြိုးပန်းအထုတ်ခြင်းကောင်းပြီဆိုရင်ဘုရားဆင်ခြင်းဘုရားနိဗ္ဗာန်ရရင်ရနှလုံးသွင်းဟာမရဘူးအာဟာရောလောကုတ္တရာတရားတွေလူတွေရဲ့နောက်ဆုံးလိုအပ်ချက်ကလေးတစ်ခုရှိတယ် ကကိုမေးကြည့်ပေါ့နောက်ဆုံးလိုအပ်ချက်ကလေးကဘာတော့ကကိုအဖြေထုတ်ကြည့်မယ်ဆိုဘဝမှာနောက်ဆုံးလိုအပ်ချက်ကလေးဘာတော့ဆိုလူတွေကအမျိုးမျိုးတော့ပြောကြမှာပေါ့နော်တကယ်ကနောက်ဆုံးလိုအပ်ချက်ကလေးကဤဘဝဤအခြားမဲ့နိုင်ဒီတဲ့ကောင်းတဲ့ဘဝရောက်ပြရစေဆိုတာနောက်ဆုံးလိုအပ်ချက်ကလေးပဲဒါလေးကတေဒီဤအခြားမဲ့ဆိုတာနောက်ဆုံးလိုအပ်ချက်ကဒါလာမှာပဲလေ ဒီဘဝကတော့ပြောကြတယ်လေဒီဘဝကတော့ဒီညတာပေါ့အဲ့တော့နောက်ဘဝကျတော့ဒီတဲ့ကောင်းတာလိုချင်တယ်ဟုတ်ပြီနောက်ဘဝဒီတဲ့ကောင်းတာရချင်ဘာလုပ်ရမလဲမြတ်စွာဘုရားကမင်းဒီဘဝဒါတွေပြည့်စုံသွားပြီဆိုလို့ရှိရင်ကဲဒီဘဝအဆုံးသတ်လို့မျောလင်းချက်ကုန်သွားပြီဆိုရင်နောက်ဘဝဘာလုပ်ဖို့လိုလဲကောင်းတဲ့ဘဝရောက်ချင်သလားတဲ့ရောက်ချင်ပြီဆိုလို့ရှိရင်တမ္မာပฏิပတ္တိ သက္ခဏအာရောတမ္မာပฏิပတ္တိမှန်ကန်တဲ့လမ်းကြောင်းကိုလျှောက်လမ်းခြင်းဟာတဲ့သက္ခဏလူပြည်လက်ပြည်လို့ရဲ့အာဟာရောရောက်ချောင်းတရားပါပဲလို့ပြောဆိုကောင်းတဲ့လူဘဝကောင်းတဲ့နတ်ဘဝဖြစ်ခြင်းသလားဖြစ်ခြင်းတမ္မာပฏิပတ္တိဒါဖြင့်တမ္မာပฏิပတ္တိမှန်မှန်ကန်ကန်လျှောက်လမ်းရမယ်ဆိုတာပါပြောရမယ်ဆိုရင်ဒုစရိုက်ကိုရှောင် သူစရိုက်လမ်းကြောင်းကလျှောက်ပေါ်ဒါပြောတယ်เนาะအကုသိုလ်ကမ္မပဋ္ဌာတရား7ပါးကိုရှောင်ရှားလို့ကုသိုလ်ကမ္မပဋ္ဌာတရားကိုကျင့်သုံးတာဟာတမ္မာပฏิပတ်တိပဲအဲ့တော့ဒါကရိုးနေတဲ့တရားတစ်ခုဒီနောက်ဘောကကောင်းတာရောက်ချင်လို့ရှိရင်ဘုန်းကြီးတွေကာယကံမှုဝစီကံမှုမနောကံမှုဆိုဒီသုံးခုနဲ့ပတ်သက်ပြီးတော့ သမ္မာပฏิပတ္တိဆိုတာပြောရမယ်ဆိုရင်သူများရဲ့ပစ္စည်းကိုကိုယ်ပစ္စည်းဖြစ်လို့မှုအဘိဓါာဆိုတဲ့လောဘအတွေးမဖြစ်စေနဲ့ဒါနံပါတ်၁တစ်ဖက်သားပျက်စီးသွားအောင်ခြံတွေးရတဲ့ဒေါသအတွေးမျိုးမတွေးမိစေနဲ့ကံကံဤအကျိုးကိုမယုံကြည်တဲ့လက်မခံတဲ့အမြင်မျိုးမရှိစေနဲ့ ဆိုရင်ဒါမှတ်ကနဲ့တန်းချောင်းရှောက်နေပြီအေးသူများပစ္စည်းကိုကိုပစ္စည်းဖြစ်လို့မှုဆိုတာဘယ်တော့မှမတွေ့ဘူးသူတစ်ပါးပစ္စည်းပါစေဆိုတဲ့ဒေါသနဲ့တွေ့တဲ့အတွေ့ဘယ်တော့မှမတွေ့ဘူးကံကံဤအချို့ညင်းပယ်တဲ့အမြင်မျိုးဘယ်တော့မှမထားဘူးဆိုလို့ရှိရင်ဒါတမ္မာပฏิပတိပဲနတ်ပြည်ရောက်ဖို့မှန်ကန်တဲ့တန်းချောင်းကိုရှောက်တာခေါ်တယ်ဒါကစိတ်แท้ကရှောက်တာနှုတ်နဲ့แก မှန်ကန်တဲ့လမ်းကြောင်းကိုရှောက်လှမ်းတယ်ဆိုတာဘာပြောတာလိမ်ပြောခြင်းမှရှောင်ခြင်းနဲ့မလိမ်ဘူးမှန်တာပဲပြောတယ်ဂုံးမတိုက်ဘူးတယောက်နဲ့တယောက်တက်အောင်ပဲပြောတယ်ဆဲရည်တိုင်းထွာပြီးတော့ရိုင်းပြတဲ့စကားမျိုးကိုမပြောဘူးကျင်နာတဲ့ယဉ်ကျေးတိမ်ဝဲတဲ့စကားမျိုးကိုမပြောတယ်အကျိုးမဲ့အလဟတအချိန်ဖြုံးတဲ့ တန်ဖိုးမရှိတဲ့စကားမျိုးတွေပြောပြီးတော့အချိန်မဖြုံးဘူးတန်ဖိုးရှိတဲ့စကားကိုသာပြောမယ်ဆိုတာဒါမှန်ကန်တဲ့လမ်းကြောင်းလျှောက်တာနှုတ်နဲ့မှန်ကန်တဲ့လမ်းကြောင်းကိုလျှောက်တာကိုယ်ကာယနဲ့မှန်ကန်တဲ့လမ်းကြောင်းလျှောက်ဖို့ကြာတတ္တဝါတွေရဲ့အသက်ကိုတတ်ခြင်းမှလုံးဝရှောင်နေမြည်သည့်တတ္တဝါရဲ့အသက်ကိုမှမတတ်ဘူးလုံးဝရှောင်သူတစ်ပါးဥစ္စာဆိုလို့ရှိရင် မပေးတဲ့သူများပစ္စည်းကိုမတရားတဲ့ဤဘယ်နည်းနဲ့မှမယုံသားတဲ့ဤနဲ့ရယူဖို့ဘယ်တော့မှမကြိုးစားဘူးဒါမှန်ကန်တဲ့လမ်းညောင်းလျှောက်သူတစ်ပါးတာမယားနဲ့ပတ်သက်ပြီးတော့လုံးဝပြစ်မှားမှုမပြုတ်ဘူးဒါမှန်ကန်တဲ့လမ်းညောင်းလျှောက်ဟောပေါင်းလိုက်တော့ဒါသူစရိုက်ဆယ်ပါလို့ခေါ် အဲ့သူဆိုင်လမ်းကြောင်းကရှောက်ပြီဆိုလို့ရှိရင်ဒီဘဝအဆုံးသတ်သွားလို့နောက်ဘဝဟာဒီတဲ့ကောင်းဘဝတေချာပြီပေါ့ဒါနောက်ဆုံးမြုပ်လင်းချက်ကလေးပဲပေါ့တတိဆိုတာအာယုန်နဲ့စိတ်ကိုစုံပေးနေတဲ့သဘောလေးကိုတတိလို့ခေါ်တာပမာရီကတော့ဒီတတိဆိုတဲ့စကားလုံးကိုပမာစကားလုံးလိုပဲအသုံးပြုနေကြတယ်ပေါ့အမှတ်ရတယ် အဲ့တော့တတိဆိုတာလေးကိုပြောရမယ်ဆိုရင်တတိကိုအင်္ဂလိပ်လိုပြန်တဲ့အခါကျတော့ခုပြန်တော့ mindfulness လို့ပြန်ကြတယ် mindfulness ဆိုတာလက်တွေ့ဖြစ်ပေါ်နေတဲ့လက်ရှိအာယုံတစ်ခုပေါ်မှာ mindful လုပ်နေတဲ့သဘောဆိုရင်တော့ဒါ mindfulness ဟာတတိမှန်တယ်ထိုင်နေရင်ထိုင်နေတယ်လို့သိနေတယ်ယက်နေရင်ယက်နေတယ်လို့သိနေတယ်နော် ကိုယ်ခန္ဓာကိုယ်ရဲ့လှုပ်ရှားမှုတွေအကုန်လုံးသိနေတယ် mindfulness စောင့်ကြည့်နေတယ်ပေါ့ watchful ပေါ့နော်စောင့်ကြည့်နေတယ်သိနေတယ်ဒါကတတိတခုပေါ့နောက်တတိတခုကဘာတော့ဆိုရင် memory memory ကလည်းတတိပဲမနေ့ကအကြောင်းအရာတွေမှတ်မိတယ်ကြက်ထားတဲ့စာတွေမှတ်မိနေတယ်မနေ့ကပြောခဲ့တဲ့စကားတွေအကုန်မှတ်မိနေတယ်ဒါလည်း mindfulness လောက်ထားလို့ရှိရင် memory ကမြဲလာတာပဲအဲ့တော့ mindfulness နဲ့ memory လို့နှစ်ခုမှတ်သားထားရတာဒါအလုံးဟာတတိပဲပေါ့တတိပဲပိတ်ဆိတ်တော့ပေါ်ပြီးနောက်ထပ်လိုအပ်တဲ့အခါတစ်ခုကဘာတော့လို့ဆိုဘဟုတုတ္တမိတ်ဆွေပေါ်ယုံနဲ့မပြည့်စုံသေးဘူးနောက်ထပ်လိုအပ်ချက်တစ်ခုကဘာတော့ဆိုလို့ရှိရင် ဘောဓုတရှိရမယ်ဘောဓုတမရှိလို့ရှင်ဟောလူပြောယုံဒီလူပြောယုံเนาะအရာရမှာကိုယ့်ကိုကိုယ်တိညူဖြစ်မှမသိဖြစ်ဘောပြောလိုက်ခေါင်းငိမ့်လိုက်တရားပြောလိုက်ခေါင်းငိမ့်လိုက်အဲ့ဒါလို့ကိုယ်ကိုယ်တိုင်ဆုံးဖြတ်နိုင်စမ်းမရှိဘူးသူများပြောတာကိုပဲခေါင်းငိမ့်ရတဲ့အဆင့်မျိုးဆိုလို့ရှင်မဟုတ်သေးဘူးဒါကြောင့်မို့လူ့ဘဝမှာဘောဓုတရှိအောင် ဘောဓုရရှိအောင်စီပုလေးလာချရတယ်ဘောဓုရရှိရမယ်အဲ့တော့ဘောဓုရရှိဖို့အတွက်ဘာလို့ကမရုံးဆိုလို့ရှိရင်မြတ်စွာဘုရားကဒီတုတ်တံမှာညွှန်ကြားထားတာကသစ္စာယခိရိယဘာဟုသစ္စာဆိုအာဟာရောဘောဓုရရှိဖို့အတွက်ဘောဓုရရှိရရှိအောင်မှတ်သားစရာအတူအထွား ဘောဓုတ္တဆိုကြက်မှတ်ရတယ်တဲ့နော်ကြက်မှတ်တယ်ဆိုရင် memorize လုပ်တာ memorize လုပ်တာအော်မြန်မာလူမျိုးတွေက memorize လုပ်ဖို့တိတ်ပြီးတော့ဝန်မလေးကြအထူးသဖြင့်နိုင်ငံခြားသားတွေတခြားနိုင်ငံလူတွေက memorize လုပ်ဖို့ကြက်ဖို့အလွတ်ကြက်ဖို့တိတ်ပြင်းတယ်အခုသစ္စာယကိရိယာဆိုတာတချို့စာကားချက် ကလေးတွေဆိုချက်ကြရတာလေသူတို့စာဆိုတာချက်ထားတချို့ချက်တဲ့ချက်ထိုက်တဲ့ချက်မှတ်ထားရတယ်နှုတ်ကနေရွတ်ဆိုကြရတယ်တစ္ဆာယကိရိယာအဲ့ဒါဘောဓုတရှိခြင်းအကြောင်းတစ်ခုပဲစာပိုက်ကလေးတွေတူထွာလေးတွေချက်ထားကြအဲ့ဒီချက်ထားတဲ့စာပိုက်ကလေးတွေကကိုယ့်အတွက်ဘဝလမ်းညွန်လေးတွေဖြစ်တာ ဘဝခရီးအတွက်လမ်းညွန်လေးတွေဖြစ်လာတယ်။မြတ်စွာဘုရားဟောတဲ့တရားပဲဖြစ်စေပညာရှိသူတော်ကောင်းတဲ့သုံးမတဲ့တရားစကားတွေပဲဖြစ်စေအဆုံးမဩဝါဒတွေပဲဖြစ်စေဒီလိုကြက်မှတ်ပြီးတော့ဆောင်းထားတဲ့ဟာတကယ်အရေးပါလာပြီဆိုလို့ရှိရင်ကိုယ့်အတွက်အသုံးဝင်တာလေးကြီးပဲဖြစ်လာတယ်။ဘောဓုဒ္ဒဆိုတာ ရှာဖွေပြီးတော့စီးပူကြရမယ်တဲ့အဲ့ဒါလို့သုလိုရာကစာများများဖတ်ဖို့လိုတယ်ပေါ့ဘောဓုတ္တရှင်ကိုသစ္စာရဒီကနေ့ခေတ်မှာစာဖတ်ရှေးခေတ်တုန်းကတော့ရသော်ဘုရားကရှေးခေတ်နဲ့ဟောတာကြတော့ဒီကနေ့ခေတ်နဲ့ရှေးခေတ်နဲ့မတူတဲ့စာသင်တဲ့အခါမှာမီဒီယာချင်းမတူဘူးလို့ပြောတာမီဒီယာအတုံးပြုတ်ပုံချင်းမတူဘူး ရှိခိတုံးကစတင်နာဟာနားနဲ့တင်တာဒီကနေ့ခေတ်မှာတော့နားရောမျက်စိရောနှစ်ခုစလုံးသုံးချတာဒါဖြစ်လို့ရှိတုံးကနားနဲ့တင်တာတော့ဆိုတော့စာဥစ္စာရမ်းနဲ့ရေးမှတ်ထားတာမရှိဘူးမရှိတော့ဆရာကချပေးတာကိုနှုတ်တိုက်လက်ပြီးတော့ဆိုကြဆရာချပေးတဲ့အတန်ကိုနားကသေးသေးချာချာထောင်ပြီးတော့ လိုက်ဆိုချာကလေးတွေကိုမိဘကအတ္တိပိသောသင်ပေးတယ်လို့ပဲပေါ့ရှေခိကသင်တယ်ဆိုတာအဲ့လိုသင်ဒါကြောင့်မို့ရှေခိစနစ်နဲ့ပြောမယ်ဆိုရင်သင်ပေးထားတဲ့စာလေးတွေကိုမပြောင်းမပြဲအောင်တစ္ဆာယကရိယာတရေဇေရမယ်လို့သူပြောတာဒါရှေခိစနစ်နဲ့ပြောတဲ့စကားဒီကနေ့ခိနဲ့ပြောင်းပြီးတော့ပြောရမယ်ဆိုရင်စာပေတွေမြန်မြန်ဖတ်ရှုပါ သာဝစာရဏီရှိသည့်အတွက်ကြောင့်ဘောဓိတာရှိဖို့အတွက်သာဝစာရဏီများများဖတ်ရမယ်။ဘယ်ရာပဲဖြစ်ဖြစ်ဖတ်တဲ့ဖတ်ထိုက်တာဖတ်။လောကမှာမတိကောင်းတဲ့အရာဆိုတာမရှိဘူးမလောက်ကောင်းတဲ့အရာသာရှိတယ်။တိအောင်လောက်ရပေါ့။အဲ့ဒါလို့တိမှအကြောင်းအကျိုးအကောင်းဆုံးဆိုတာခွဲခြားပြီးတော့ပြောနိုင်တယ်တဲ့။ဒါကြောင့်မို့မြတ်စွာဘုရားကဘောဓိတာရှိဖို့ရာအတွက် တရေဆေရမယ်စာမြတ်မြတ်ဖတ်ရမယ်လို့ပြောတာเนาะ